လာပါရှင်။ရန်ကုန်ခေတ်ရဲ့မလန်ခေတ်တွင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။မြို့ရွာတွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးရင်ထိန်းထားနိုင်ရန်အရေးကြီးရလို့အန်ယူဂျီယာယီသမရကတတိပေးပါတယ်။တာရီခရိုင်မှာစစ်တပ်ကငိုက်တာတွေပြည်သူ145ကိုပေါ်တာဆွဲဖမ်းဆီးကငွေကျပ်သိန်း90နဲ့လက်ရွေးသူတွေကို ပြန်လွတ်ပေးတဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပေါက်ကတော့အကြမ်းဖက်စစ်ကောင်စီကိုတော်လန်တိုက်ခိုက်နေတဲ့တော်လန်တပ်ဖွဲ့တွေအနေနဲ့မြို့အားတွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးရင်ထိန်းထားနိုင်ဖို့ကအရေးကြီးတယ်လို့မြို့သားညညရေးဆိုရ NUG ယာယီသမ္မတဒူဝါလရှိလကတတိပေးပြောဆိုလိုက်ပါတယ်မြို့သားညညရေးဆိုရ23မြင်းစာ2024အစိုးရအဖွဲ့အစည်းအဝေးမှာယာယီသမ္မတဒူဝါလရှိလကအထပ်ပါအတိုင်းတတိပေးလိုက်တာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံတော်မြို့ရွာတွေကိုတော်လန်တပ်တွေကသိမ်းပိုက်ရမှာသိမ်းပိုက်ပြီးနေမြေတွေ ကိုထိန်းချုပ်နေမြေတွေဖြစ်ပြောင်းလဲရမှာဖြစ်ပြီးသိမ်းပြီးရင်ထိန်းထားနိုင်ရမယ်လို့သမ္မတကပြောလိုက်တာလည်းဖြစ်ပါတယ်ခုခံတော်လန့်စစ်အရာမြို့တွေရွာတွေကိုသိမ်းပိုင်နိုင်ခြင်းဟာနိုင်ငံရေးပုံရိပ်ရလူမှုကြားထဲမှာအားပေးထောက်ခံမှုရတယ်ဆိုပေမဲ့လည်းတစ်ဖက်မှာလည်းသိမ်းပိုင်နေမြေကိုထိန်းချုပ်နေမြေဖြစ်ပုံပေါ်ဖို့အားနေတာလည်း လူတို့အတွက်ရောတော်လိုင်းရဲ့အတွက်ပါဘေးထွက်ဆိုးကျိုးရှိနိုင်တယ်လို့သမရကပြောပါတယ်။ဒါကြောင့်သိမ့်ပိုက်နေမြေတွေကိုထိန်းချုပ်နေမြေတွေဖြစ်မြဲမြံစေဖို့အထူးဂရုပြုရမှာဖြစ်တယ်လို့အန်ယူဂျီယာယီသမရကသတိပေးပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ16ရက်နေ့ကစကိုင်းတိုင်းတပင်းမြို့နယ်ကိုပြည်သူ့ကာကွယ်တပ်တွေအပါအဝင်တော်လိုင်းတပ်တွေကမနက်ပိုင်းမှာသိမ့်ပိုက်လိုက်ပြီးညနေပိုင်းမှာစစ်ကောင်စီရဲ့ပြင်းထန်တဲ့လေကြောင်းဘုံကျဲတိုက်ခတ်မှုကြောင့်ပြန်လည်လက်လွတ်လိုက်ရတာလည်းဖြစ်ပါရဲ့ရှင်။ ကချင်ပြည်နယ်တရင်တဘောကိုတက်ဆက်ပေးကြပါမယ်။ကချင်ပြည်နယ်မုံမောင်မြို့နယ်ကခမရ430ခွန်တရင်ကိုတိုက်ခတ်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်က300ကျော်သေသွားခဲ့တယ်လို့တိုက်ပွဲမှာဖမ်းဆီးခံရတဲ့စစ်တုံးပန်းအရာရှိကဝန်ခံထွက်ဆိုလိုက်ပြီးနေမြေရှင်းလင်းမှုတွေကိုလှုပ်ဆောင်နေကြောင်း KIA စီရေးတရင်မြစ်ကပြောပြပါရယ်။မနေ့ကအဲ့ဒီစခန်းကို KIA ပူးပေါင်းတပ်တွေကတိုက်ခတ်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီးတလနီပါကြာအောင်တိုက်ခတ်ပြီးမှသိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါရယ်။အဲ့ဒီတက်စက ခန်းမှာစစ်ကောင်စီအင်အား900ကျော်တပ်ဆွဲထားခဲ့တာဖြစ်ပြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်300ကျော်သေသွားခဲ့တာဖြစ်ပြီး400နီးပါးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးပံအရာရှိကထွက်ဆိုလာခဲ့ပါတယ်။အဲဒီခမရ430ကွန်တက်စကန်သိမ်းတိုက်ပွဲတွင်တန်ချက်ကကာတစီအပါဝင်လက်လက်ခရဲအမြောက်များကိုသိမ်းဆဲရရှိထားပြီးရရှိထားတဲ့လက်လက်ခရဲတွေကိုတည်ထုတ်နေရဆဲဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲဒီမိုးမောင်မြို့ကမြို့မှရဲစခန်းနဲ့တရင်တွေကိုမေလ9ရက်နေ့နဲ့10ရက်နေ့တို့မှာ KIA ကတိုက်ခိုက်တိုက်ပတ်ခဲ့ပြီးမြို့ပြင်ကခမရ၄ 439ကိုမနေ့ကသိမ့်ပိုက်လိုက်ပြီးရဲ့နောက်မှာမိုးမောင်မြို့နယ်တစ်ခုလုံးမှာစစ်ကောင်စီကင်းစင်သွားပြီဖြစ်တယ်လို့ KIA သတင်းရင်းမြစ်ကပြောပါတယ်ရှင်။ ဘကောတဲ့တဲ့ဘောက်ကိုတန်ဆက်ပေးကြပါရစေ။ဘကောတန်ဖြိုးဖြိုးလိပ်ပေါ်ရွာနဲ့ဆက်ကုန်းရွာနီးမှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်ကအရာရှိတူပါဝင်ခုနှစ်ဦးဟာတေဆုံးပြီးလူနာတင်ကားနဲ့စစ်သားမသားအလောင်းတွေလိုက်ကောက်နေရလို့ဒေသပြည်သူတွေနဲ့တော်လန်သတင်းမြစ်တွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရစေ။ဩဂတ်စာ20ရက်နေ့ကဖြိုးမြို့လိပ်ပေါ်ရွာနဲ့ဆက်ကုန်းရွာကြားမှာစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ တော်လင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကအရာရှိတဦးပါဝင်ခုနှစ်ဦးသေသွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီထိတွေ့တိုက်ပွဲတွေစစ်ကောင်စီတပ်သားတွေအထိနာပြီးထိခိုက်မှုများပြားလာကြောင်းပြန်လည်ထွက်ပြေးသွားကြသလိုလူနာတင်ကားတွေနဲ့အလောင်းတွေကိုလာကောက်သွားရလို့လည်းသိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်သားတွေစီကနေကြီချုံနဲ့ကြောပွဲတွေကိုတင်းဆဲရရှိခဲ့လို့လည်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုဖြူးမြွနဲ့ပကဖတိုက်ခိုက်ရေးဖွဲ့ဖြူးမြွနဲ့ပကဖဒရုန်းဖွဲ့အလာဝက စစ်ကြောင်းဒေါင်းဖြူစစ်ကြောင်းဒရုန်းဖွဲ့လို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ န္တလေးသတင်းတပောကိုတက်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းမြင်းကျန်မြို့နယ်ကခမရ15တရင်အပါဝင်အကြက်ဘက်စစ်တပ်တက်ဆွဲထားတဲ့နေရာတွေနဲ့စစ်ကြောင်းတွေကိုတက်ခတ်ခဲ့ရမှာစစ်တပ်ကကိုယ်ဦးသေးသွားခဲ့လို့မြင်းကျန် District Army 1 801တပ်ဖွဲ့ကပြောပြပါရစေ။ဩဂတ်စ10ရက်နေ့မှာမြင်းကျန်မြို့နယ်၄ရွာစုံကျွာကအကြက်ဘက်စစ်သားနဲ့ပြူစောတိအထိုင်စခန်းကို မြင်းကျန်ကအမှတ်1တရင်နဲ့မဟာမိတ်တရင်တပ်ဖွဲ့တွေကစီးနင်းတက်ခတ်ခဲ့ရမှာအကြက်ဘက်စစ်သားနဲ့ပြူစောတိ၄ဦးဟာသေသွားခဲ့တာဖြစ်ပြီး ီးအများအပြားလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစခန်းကိုစွန့်ခွာသွားလို့လည်းသိရပါတယ်။အဲဒီပွဲတွင်းမှာတော်လန်တပ်ဖွဲ့တွေဘက်ကလည်းမြင်းကြံမြို့နယ်ပကပရဲဘော်တို့ဟာမြင့်မြတ်စွာအသက်ပေးလိုခဲ့ရလို့လည်းသိရှိရပါတယ်။အဲဒီနေ့မှာပဲအကြက်ဖက်စစ်တပ်ရဲ့ခမရ15တရင်ကိုတရခုံမမရှော့တိုက်တုံးနှလုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့ရမှာအရာရှိရိတ်တာကိုထိမှန်ပောက်ကွဲသွားခဲ့ပြီးအကြက်ဖက်စစ်သား3ဦးကသေသွားခဲ့လို့လည်းသိရပါတယ်။ ဩဂတ်စ14ရက်နေ့နဲ့16ရက်နေ့တို့မှာမြင်းကျံမြို့နယ်ကတစ်ပင်ရှိကျေးရွာပျော်ဝဲစံပြကျေးရွာရွာကြီးကျေးရွာဖရားဝင်းအတွင်းမှာအကြမ်းဖက်စစ်သားတွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာအရာရှိတအူးနဲ့တပ်သားတအူးတို့တေဆုံးခဲ့လို့လည်းသိရပါရရှင်။ ပဲဂိုးတန်တဲ့တဘောကိုတက်ဆက်ပေးကြပါရစေ။ပဲဂိုးတန်သားရီခရိုင်မှာအကြက်ဘက်စစ်တပ်က9ရက်တာအတွင်းမှာပြည်သူ145ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးငွေကျပ်သိန်း90နဲ့လက်ရွေးသူတွေကိုပြန်လည်လွှတ်ပေးခဲ့လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပြပါရစေ။ဩဂတ်စာ15နေ့ကနေစတင်ကအကြက်ဘက်စစ်တပ်ကသားရီခရိုင်အတွင်းလေဗနန်မြို့နယ်ကပြည်သူ30ကျော်၊မင်းငါမြို့နယ်ကပြည်သူ90ကျော်၊အုပ်ဖို့မြို့နယ်ကပြည်သူ30ကျော်၊ဂျိုးပင်ကောက်မြို့နယ်ကပြည်သူ20ကျော်နဲ့ဈေး ကုံမြို့နယ်ကပြည်သူ15ဦးကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာလည်းဖြစ်ပါတယ်။ဒါရွေ KI မှာအကြမ်းဖက်စစ်တပ်ကစစ်သားတစ်စုဆောင်ရမှာလူမပြည့်တာကြောင့်တမြို့နယ်ကိုလူ60ဦးပေါ်တာဆွဲဖမ်းဆီးပေးဖို့ညွှန်ကြားထားတာလည်းဖြစ်ပါတယ်။အဲဒီညွှန်ကြားပြီးနောက်အကြမ်းဖက်တပ်သားတွေကအိမ်တွေကိုရှောင်တခင်စစ်ဆေးဖမ်းဆီးတာလမ်းဆောင်လမ်းကားတွေမှာဖမ်းဆီးတာနဲ့နေအိမ်တွေထိဝန်ဖမ်းတာတွေပါဇက်တိုက်ပြုတ်လုပ်လာတယ်လို့လည်းသိရပါတယ်။အဲလိုနိလန့်တွေနဲ့ဖမ်းဆီးခံရသူတွေကို ငွေကျပ်သိန်း90တဲ့လက်ရွေးရင်ပြန်လည်လွှတ်ပေးရလို့လေဒေသနေပြည်သူတွေကပြောပါရရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့စင်ကာပူအခြေစိုက် Imagine Town and City EDC ကုမ္ပဏီကစစ်တပ်ကိုအနာသိမ်းပြီးနောက်ပိုင်းမှာစင်ကာပူဒေါ်လာ9.58တန်းအထိပေးနေတာကြောင့်စင်ကာပူအစိုးရအနေနဲ့စစ်ရာဇဝဲမှုနဲ့လူသားမျိုးနွယ်အပေါ်ကိုကျွလွန်နေတဲ့စစ်ကောင်စီထံကိုငွေကြေးတွေဆက်လက်ပေးချေနေမှုကိုတားဆီးပေးဖို့လိုအပ်နေလို့ Justice for Myanmar ကတင်ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီကုမ္ပဏီဟာအကြက်ဖက်စစ်တပ်ကို2024ခုနှစ်ဇွန်လအထိ Golden City စီမံကိန်းတွေမြေငှာ 5ရန်ကပရီမီယံကျေစင်ကာပူဒေါ်လာ6သိန်းပေးချေခဲ့လို့လဲဆိုပါရယ်အဲ့ဒီကုမ္ပဏီဟာစင်ကာပူစတော့အချင်းစင်းဝင်ကုမ္ပဏီဖြစ်ပြီးအကျန်းဖက်စစ်တပ်ရဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းငွေပေးချေနေခြင်းဖြစ်က စစ်ရာဇဝဲမှုနဲ့လူသားမျိုးနွယ်ပေါ်ကျွလွန်နေတဲ့အကြမ်းဖက်စစ်တပ်ကိုဗန်နာငွေတွေဆက်လက်ပေးရနေတယ်လို့ JFN ကသတင်းထုတ်ပြန်ထားပါတယ်။စစ်တပ်ကအာနာသိမ်းပြီးကတည်းကစစ်ထောက်ချုပ်ရုံမြေငှားရန်ကကို2022ခုနှစ်2023ခုနှစ်တို့အတွက်ငှားရန်ခပေးချေပြီးဖြစ်တဲ့အတွက်စုစုပေါင်းစစ်အုပ်စုစီကို5ဒေါ်လာ5ဒသမ58တန်းအထိပေးချေထားရလို့လဲဆိုပါတယ်။အဲ့ဒီကုမ္ပဏီဟာမြန်မာနိုင်ငံကရင်းနှီးမြှုပ်နှံမှုတွေကိုရုတ်သိမ်းရေးစောင့်နေပြီးကုန်သွယ်မှုကို3နှစ် စ်ကျော်ရပ်ဆိုင်းထားရလို့ဖော်ပြထားပြီးမှလည်းစစ်ကောင်စီထံကိုငွေကြေးတွေပေးချေမှုတွေဆက်လက်လှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။အဲဒါကြောင့် Imagine Town and City ETC ကုမ္ပဏီဟာမြန်မာအကြမ်းဖက်စစ်တပ်ကျွလွန်နေစေစစ်ရာဆွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကိုကျွလွန်နေရရာဆွေးမှုတွေမှာကြံရပါဖြစ်ပါဝင်ပတ်သက်နေတယ်လို့လည်း Justice for Myanmar ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။